မင်္ဂလာပါရှင်2025ခုနှစ်မလာ24ရက်နေ့အတွက်မိုးလေဝသနဲ့ဇလားဗေဒသတင်းများကိုနေပြည်တော်မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နှစ်တွင်းကဖြစ်ပေါ်ခဲ့တဲ့နေပူချိန်အခြေအနေများမှာကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာမလာရဲ့ပုံမှန်ပူချိန်တို့ထက်1ဒီဂရီဆက်စီယပ်ပိုခဲ့ပြီးကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်များမှာမလာရဲ့ပုံမှန်ပူချိန်ခန့်သာရှိခဲ့ပါတယ် 2025ခုနှစ်မလ23ရက်နေ့မှာ ဖြစ်ပေါ်ခဲ့တဲ့မြို့လိုက်ထူးခြားတဲ့နေ့ပူချိန်များမှာ6မြို့မှာ41.1ဒီဂရီဆက်စီယက်အောင်လံမြို့မှာ40.1ဒီဂရီဆက်စီယက်မကွေးမြို့မှာ40ဒီဂရီဆက်စီယက်စောင်းထူမြို့မှာ39.9ဒီဂရီဆက်စီယက်တောင်ကူမြို့မှာ39.5ဒီဂရီဆက်စီယက်ပြည်မြို့နယ်မြောက်ဝတီမြို့တို့မှာ39.4ဒီဂရီဆက်စီယက်စီ ဆင်မြူကျွန်းမြို့မှာ39.3ဒီဂရီဆက်စီယက်တောင်တွင်းကြီးမြို့မှာ39.2ဒီဂရီဆက်စီယက်ညောင်လေးပင်မြို့မှာ39.1ဒီဂရီဆက်စီယက်နဲ့နေပြည်တော်ဇေယျသီရိမြို့နယ်မြင်းချံမြို့ကြောက်ဆယ်လွင်ကျော်ဖြူမြို့တောင်ငူလေးချောင်းမြို့လို့သာရွှေဘူမြို့မြင်းမှုမြို့နယ်ဖအံမြို့တို့မှာ39ဒီဂရီဆက်စီယက်စီတို့ဖြစ်ကြပါတယ်မှတ်သားဝယ်ရာမူရေချိန်များမှာ မိုင်းအောင်မြို့မှာတုံညာတသမလေးလေးလက်မတောင်ကြီးမြို့မှာတုံညာတသမတစ်ချောင်းလက်မမြေကြီးနာမြို့နဲ့မိုးညင်မြို့တို့မှာတုံညာတသမတုံညာရှစ်လက်မစီနဲ့မော်လိုက်မြို့မှာတုံညာတသမတုံညာလေးလက်မတို့တိုင်းထွာရရှိခဲ့ပါတယ်ဒီကနေ့နေ့လဲတနအိခွဲချိန်မိုးလေဝသဂျုံမှာဖမ်းယူရရှိတဲ့ပုံအရကပ်ပလီပလေပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်ော်တောင်ပိုင်းတို့မှာတင်းအင်းတင်းတင်းဖြစ်ထွန်းနေပြီး ကပ်ပလီမလဲပြည်မြောက်ပိုင်းနဲ့ကျန်မင်္ဂလာဘီလောရိုမှာတိန်နှင်းငယ်ဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာတိန်နှင်းငယ်မှာတိန်တတိဖြစ်ထွန်းနေပြီးကျန်ဒေသတွေမှာတိန်တတိမှာတိန်ထူးထက်နေတာကိုတွေ့ရပါတယ်ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပုံအရမြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေမှာ လေဖျားရွနေနေတာကိုတွေ့ရပါတယ်မြန်မာပင်လယ်ပြင်မှာလိုင်းနှင်းငယ်မှာတင်းတင်းရှိပါမယ်လိုင်းပြင်မှာ မြမကင်ဝေရာတချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ၄ပေမှာ၆ပေခန့်ရှိနိုင်ပါတယ်။မနေ့ဖြစ်မနေ့အထိခမ်းမန်းချက်များအနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ရှမ်းပြည်နယ်ရခိုင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းကယားပြည်နယ် ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတရင်တည်ရင်ဖြစ်ထွန်းပြီးနေပြီးတော့ပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးနဲ့အေရဝီတိုင်းဒေသကြီးတို့မှာအများဖြင့်တာယာပါမယ်အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလားပင်နာခန့်မှန်းချက်များကိုတင်ပြပါမယ်ရှင် ီတော်ရအတွက်မနက်ဖြန်မနက်ထီမိုးလေဝသချင်းဒီခံမှန်းချက်မှာအများအပြားသာရပါမယ်အမြင့်ဆုံးပူချိန်မှာ38ဒီဂရီဆက်စီးရဲ့100ဒီဂရီ ဖာရင်ဟိုက်နဲ့အနည်းဆုံးပူချိန်မှာ23ဒီဂရီဆက်စီးရဲ့83ဒီဂရီ ဖာရင်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်ဒီတော်ရအတွက်မနက်ဖြန်မနက်ထီမိုးလေဝသချင်းဒီခံမှန်းချက်မှာလည်းအများအပြားသာရပါမယ်အမြင့်ဆုံးပူချိန်မှာလဲ38ဒီဂရီဆက်စီးရဲ့100ဒီဂရီ ဖာရင်ဟိုက်နဲ့ အနေဆုံးဘူးချိန်မှာလဲ23ဒီဂရီဆက်စီယက်83ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်မန္တလေးမြို့နယ်ဤတဝိုင်းအတွက်မနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလဲအများဖြင့်တာယာပါမယ်အမြင့်ဆုံးဘူးချိန်မှာ38ဒီဂရီဆက်စီယက်69ဒီဂရီ ဖာရင်ဟိုက်နဲ့အနေဆုံးဘူးချိန်မှာ23ဒီဂရီဆက်စီယက်83ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်နောက်နေ့အတွက်ခန့်မှန်းချက်များအနေနဲ့ကတော့ နေပြီးတော့စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့မကွေးတိုင်းဒေသကြီးတို့မှာနေပူချိန်များနှင်းငယ်တိုးလာနိုင်ပါတယ်။အခုတင်ပြခဲ့တာတော့ဒီကနေ့မွန်းလဲနေ့တိုင်းချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလားပေတာသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာ ချမ်းသာကြပါသည်ရှင်။